်မင်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ထိုင်းတောင်ဆိုရွေးကောက်ပွဲကျင်းပပြီးလျင်ပင်အာဆီယံကမြန်မာနဲ့ပြန်လည်ထိတွေ့ဆက်ဆံဖို့ခက်ခဲဟုဆိုတဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လာမယ့်ရွေးကောက်ပွဲကျင်းပပြီးလျင်ပင်အာဆီယံအဖွဲ့ကမြန်မာစစ်ကော်မရှင်နဲ့ပြန်လည်ထိတွေ့ဆက်ဆံဖို့ခက်ခဲမယ်လို့ထိုင်းနိုင်ငံသားဝင်ကြီးစီဟာဆက်ဖောင်တက်ကီယိုကနိုဝင်ဘာ25ရက်မှာပြောကြားခဲ့ပြီးတိုင်းပြည်ရဲ့ ထိမ့်သိမ့်ခန့်ကောင်းဆောင်ဟောင်းထောင်အောင်ဆန်းစုကြည်ကိုလှုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။လက်ရှိအခြေအနေနဲ့အားလုံးပါဝင်သောတွေ့ဆုံဆွေးနွေးမှုတွေမပြုလို့ရသေးတဲ့အချိန်မှာရွေးကောက်ပွဲပြုလုပ်တာဟာကျွန်တော်တို့အတွက်မြန်မာစစ်ကော်မရှင်နဲ့ပြည်လဲထိတွေ့ဆက်ဆံဖို့ခက်ခဲစေပါလိမ့်မယ်လို့ထိုင်းနိုင်ငံသားသတင်းတောက်များအသင်းမှကျင်းပတဲ့အခမ်းအနားမှာ၎င်းကပြောပါရယ်ကျွန်တော်တို့ဒီရက်တိကျက်နဲ့စီးလုံးညီညွတ်မှုကိုထိမ့်သိမ့်နိုင်ဖို့မျှော်လင့်ပါတယ်လို့သူကဆက်ပြောပါရယ် စစ်ကော်မရှင်ဟာ2021ခုနှစ်အာဏာသိမ်းမှုအပြီးစစ်တပ်အာဏာထိန်းချုပ်မှုကိုကြာရှည်စေမယ့်အထူးရောက်ရွေးကောက်ပွဲကိုဒီဇင်ဘာလ28ရက်မှစတင်ပြီးအစင်းလိုက်ကျင်းပဖို့စီစဉ်ထားပါတယ်။ဒီမိုကရေစီပါတီအများအပြားကိုရွေးကောက်ပွဲမှရှင်းပြိုင်ခွင့်ပိတ်ပင်ထားပြီးရွေးကောက်ပွဲကိုတနိုင်ငံလုံးအတိုင်းအတာပြုလုပ်နိုင်မှာမဟုတ်ဘူးလို့မင်းအောင်နိုင်ကဝန်ခံထားပါတယ်။တရားမျှတပြီးအလုံးပါဝင်တဲ့ရွေးကောက်ပွဲကျင်းပဖို့အာဆီယံနိုင်ငံသားရေးဝန်ကြီးတွေကအောက်တိုဘာလတွင်မြန်မာစစ်ကော်မရှင်ကိုတွန်းအားပေးခဲ့ပြီးဘုံသဘောတူညီချက်၅ရပ်ကိုလိုက်နာဖို့တောင်းဆိုခဲ့ပါတယ်။ အသက်80နှစ်အရွယ်ဒေါအောင်ဆန်းစုကြည်ဟာအာနာသိမ့်မှုနောက်ပိုင်းထိမ့်သိမ့်ခံထားရပြီးနှလုံးကျန်းမာရေးပြဿနာဆိုးရွားလာကအရေးပေါ်စိတ်ကူးတမှုခံယူဖို့လိုအပ်နေပါတယ်။မြန်မာစစ်ကောင်မရှင်ကဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့စဉ်းစားရမယ့်အချိန်ရောက်ပါပြီ။ဒေါအောင်ဆန်းစုကြည်ဟာကာလရှည်ထိမ့်သိမ့်ခံထားရပြီးဒီအသက်အရွယ်မှာသူ့ရဲ့ကျန်းမာရေးအခြေအနေကိုကျွန်တော်တို့မသိပါဘူးလို့စီဟာဆက်ကဆိုပါတယ်။ဆက်လက်ပြီးမင်းအောင်လိုင်အပါဝင်စစ်ကောင်မရှင်အဖွဲ့ဝင်၁၄ဦးကိုအကြမ်းဖက်သမားများအဖြစ် NUG အစိုးရထပ်မံကြီးညာတဲ့ဆွဲသတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ အကြံဖတ်စစ်ကောင်ဆောင်မေယောင်လိုင်အပါဝင်အဖွဲ့ဝင်၁၄ဦးကိုအကြံဖတ်သမားများအဖြစ် NUG အစိုးရအကြံဖတ်တိုက်ဖြတ်ရေးဗဟုအဖွဲ့ကယနေ့နိုဝင်ဘာ25ရက်နေ့တွင်ထပ်မံထုတ်ပြန်ကြေညာလိုက်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအကြံဖတ်တိုက်ဖြတ်ရေးဗဟုအဖွဲ့သည်အကြံဖြတ်တိုက်ဖြတ်ရေးဥပဒေပုံမှ6ပုံမှခွဲ9နှင့်ပုံမှ82နှင့်ပုံမှခွဲခါခွေးပါလုတ်ပိုင်ခွင့်ကိုကျင့်သုံးရင်းပြည်တော်စုအစိုးရအဖွဲ့ဤသဘောတူညီချက်အရအမျိုးသားကောက်ွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင် နေရောင်လိုင်းအပါအဝင်၁၄ဦးကိုအကြမ်းဖက်သမားများအဖြစ်ထုတ်ပြန်ကြေညာခြင်းဖြစ်ကြောင်းသိရပါတယ်။၂၀21ခုနှစ်ဖေဖော်ဝါရီလ၁ရက်နေ့မှ၂025ခုနှစ်ဇူလိုင်လ31ရက်တွင်အကြမ်းဖက်အုပ်စုဖြစ်သည့်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကတာဝန်ပေးဖွဲ့စည်းခဲ့သောအစိုးရအဖွဲ့အဆက်ဆက်၏အမျိုးသားကောက်ွယ်ရေးနှင့်လုံခြုံရေးကောင်စီသည်လည်းအကြမ်းဖက်အဖွဲ့အစည်းဖြစ်သောကြောင့်အဆိုပါကောင်စီအဖွဲ့ဝင်များကိုအကြမ်းဖက်သမားများအဖြစ်သတ်မှတ်ကြေညာခြင်းဖြစ်ကြောင်းသိရပါတယ်။အကြံဖတ်စီအုပ်စုအမျိုးသားကောက်ွယ်ရေးနှင့်လုံခြုံရေးကောင်စီတွင်မေအောင်လိုင်းပြည်သူ့လွတ်တော်ဥက္ကဋ္ဌတီခွန်မြန်း ဒုစစ်ကောင်ဆောင်ဆိုဝင်ညထွန်းဦးထွန်းထွန်းနောင်ဝနမောင်တွင်တန်ဆွေဟင်နဒီပင်တီယူအောင်လင်းထွေရဲဝင်းဦးတီတာဦးတင်းအောင်ဆန်းမောင်မောင်အင်းနဲ့ရှားပြီးတို့ပါဝင်ကြောင်းသိရပါတယ်အမျိုးသားညီညွတ်ရေးအစိုးရအကြံဖတ်မှုတိုက်ဖြတ်ရေးဗဟိုအဖွဲ့အစည်းနဲ့အထက်ပါအကြံဖတ်သမားများကိုဥပဒေအရအရေးယူနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီးဒေါ်လာရေးအင်အားစုများနှင့်ပြည်သူများအနေဖြင့်ပူးပေါင်းဆောင်ရွက်ကြရန်တိုက်တွန်းထားပါတယ်ဆက်လက်ပြီးမြန်မာနိုင်ငံသားတွေအတွက်ယာယီခလုံကွစ် TPS ကိုအမေရိကန်ရက်ဆိုင်နဲ့အပေါ် စိုးရိမ်နေကြကုလသမဂ္ဂနဲ့နိုင်ငံတကာအတိုင်းဝိုင်းကအမေရိကန်ရဲ့ဆုံဖြတ်ချက်ကိုရှုံချတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ထရန့်အစိုးရကအမေရိကန်ပြည်ထောင်စုရှိမြန်မာနိုင်ငံသားတွေအတွက်ယာယီခိုလုံခွင့်ကိုရက်ဆိုင်လိုက်ကြောင်းနိုဝင်ဘာလ24ရက်ကပြောကြားခဲ့ပါတယ်။လက်ရှိစစ်ဖြစ်နေဆဲဖြစ်တဲ့အရှေ့တောင်အာရှနိုင်ငံကိုဘေကင်းစွာပြန်လာနိုင်ကြောင်းနဲ့စစ်ကောင်စီစီစဉ်ထားတဲ့ရွေးကောက်ပွဲတွေဟာအခြေအနေတိုးတက်လာမှုရှိကြောင်းဖော်ပြခဲ့ပါတယ်။ အဆိုပါဆုံးဖြတ်ချက်ကိုကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတကာကဒီဇင်ဘာလနဲ့ဇန်နဝါရီလမှာကျင်းပဖို့အစီအစဉ်နေတဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲတွေဟာလွတ်လပ်ပြီးတရားမျှတမှာမဟုတ်ကြောင်းနဲ့စစ်ကောင်စီရဲ့အတိုက်ခံပါတီတချို့လည်းဖျက်သိမ်းခံခဲ့ရပြီး NLD ပါတီကောင်းဆောင်ဒေါအောင်ဆန်းစုကြည်လည်းထောင်ထဲမှာမတရားအကျဉ်းချခံထားရတယ်လို့ပြောကြားခဲ့ကြပါတယ် 2021ခုနှစ်စစ်ကောင်စီအာဏာသိမ်းပြီးအယက်တာအစိုးရကိုဖြုတ်ချကတနိုင်ငံလုံးတနိုင်ငံလုံးလက်နက်ကင်ခုခံမှုဖြစ်ပွားခဲ့ပြီးနောက်နိုင်ငံရေးမငြိမ်မသက်မှုတွေကြုံတွေ့နေရတဲ့မြန်မာနိုင်ငံကိုပြန်ဖို့အတင်းအကျပ်ခိုင်းစေခံရနိုင်သူတွေဟာအစိုးရကြီးညာချက်ကိုစိုးရိမ်နေကြပါတယ်။ဇန်နဝါရီလ26ရက်နေ့မှာ TPS အတူခန်းစားခွင့်ရရှိတဲ့မြန်မာနိုင်ငံသား၄000ခန့်ဟာတတန်ကုန်ဆုံးတော့မှာဖြစ်ကြောင်းအေဂျင်စီကပြောကြားခဲ့ပါတယ်။အမေရိကန်ပြည်ထရေးလုံခြုံရေးပွင့်ကြီး ခရစ်စတီနိုအန်ကအမေရိကန်အစိုးရအေဂျင်စီတွေနဲ့ဆွေးနွေးခဲ့ပြီးနောက်မြန်မာနိုင်ငံအထက်ရှားကြီးခိုလုံခွင့် TPS မလိုအပ်တော့ကြောင်းကောက်ချက်ချခဲ့တယ်လို့အမေရိကန်ပြည်ထောင်စုလုံခြုံရေးဌာန DHS ကပြောကြားခဲ့ပါတယ်မြန်မာနိုင်ငံ၏အခြေအနေဟာမြန်မာနိုင်ငံသားတွေနေရပြန်ဖို့ဘေးကင်းလုံခြုံလောက်အောင်တိုးတက်လာတာကြောင့်ကျမတို့အနေနဲ့ TPS ကိုရပ်ဆိုင်းလိုက်ရတာဖြစ်တယ်လို့ဆိုပါတယ်အဲ့ဒီလှုပ်ရှားမှုနဲ့ပတ်သက်တဲ့တရားဝင်အကြောင်းကြားစာမှာ DHS က စေကောင်စီကတိုင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အပြစ်ခတ်ရဲစဲရေးဆွေးနွေးပွဲတွေပါဝင်ဆောင်ရွက်ခဲ့တာအတွက်ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ဒီရုံးနိုင်ငံကလည်းချောင်းဝင်စီဆက်ပေးတဲ့အခမ်းအနားမှာပါဝင်နေကြောင်းပြောကြားခဲ့ပါတယ်။အမေရိကန်ရဲ့အခုလုပ်ရဟာအတော်လေးမှားယွင်းနေတယ်လို့ Human Rights Watch ကအာရှရှိနေထားရိုက်တာ John Sifton ကပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးအမေရိကန်ရောက်မြန်မာများပြန်လာပြီးမဲပေးရန်ဇော်မင်းထွန်းပြောတဲ့ဆွေးနွေးပွဲကိုထင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံအစိုးရရဲ့မြန်မာနိုင်ငံသားတွေကိုပေးထားတဲ့ယာယီခိုလုံခွင့် TPS ရဆိုင်လိုက်တာနဲ့ပတ်သက်ပြီးစိုးရိမ်စရာမလိုပဲမြန်မာနိုင်ငံပြန်လာပြီးတော့မဲပေးနိုင်တယ်လို့ဗိုလ်ချုပ်စော်မင်းထွန်းကဒီနေ့ပြောဆိုလိုက်ပါတယ်။အမေရိကန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေအနေနဲ့အမေနိုင်ငံကိုပြန်လာနိုင်တယ်လို့ကြိုးဆိုတယ်လို့လည်းဆိုပါတယ်။အမေရိကန်ရောက်မြန်မာနိုင်ငံသားတွေအနေနဲ့မြန်မာနိုင်ငံကိုပြန်လာပြီးအထွေထွေရွေးကောက်ပွဲမှာမဲပေးနိုင်ပါတယ်။ခင်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်တည်ဆောက်ရေးမှာပါဝင်နိုင်ဖို့လက်ကမ်းကြိုးဆိုပါတယ်လို့ဗိုလ်ချုပ်စော်မင်းထွန်းကဆိုပါတယ်။ အမေရိကန်အစိုးရရဲ့ TPS ရဆိုင်းလိုက်တာဟာမြန်မာနိုင်ငံရဲ့အခြေအနေတိုးတက်လာတာကြောင့်ဖြစ်တယ်လို့ပါဝင်နေပြီးစစ်ကော်မရှင်ကအရေးပေါ်အခြေအနေရုပ်သိမ်းပေးခဲ့မှုပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့ဆောင်ရွက်နေတာတိုင်းဒေသနဲ့ကအဖွဲ့တွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုရက်စဲကငြိမ်းချမ်းရေးဆောင်ရွက်နိုင်ခြင်းကြောင့်ယာယီနေထိုင်ခွင့် TPS ရဆိုင်းလိုက်တာဖြစ်တယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့2021ကနေ2025ခုနှစ်အတွင်းအမေရိကန်ကိုရောက်ရှိနေတဲ့ဒုက္ခသည်တွေနိုင်ငံရေးခိုလုံခွင့်ကနေရရှိထားတဲ့အမြဲတမ်းနေထိုင်ခွင့် Green Card ရရှိထားသူတွေကိုပြန်စီစစ်မဲ့ ခုနှစ်နိုင်ငံတည်းမှာမြန်မာနိုင်ငံပါဝင်နေတယ်လို့အမေရိကန်အခြေစိုက်သတင်းဌာနတွေမှာဖော်ပြထားပါတယ်။အမေရိကန်ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန DHS ရဲ့ဆုံးဖြတ်ချက်ဟာလက်ခံနိုင်စရာမရှိပေမြန်မာနိုင်ငံရဲ့လက်ရှိလုံခြုံရေးအခြေအနေကလုံးဝမလုံခြုံသေးဘူးလို့နယူးယောက်အခြေစိုက် Human Rights Watch HRW အဖွဲ့ကထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံဟာလက်နက်ကိုင်ပြည်ပခါခြေပြန်တဲ့ရက်ဆက်ကြမ်းကြုတ်မှုတွေနဲ့ဆေးရဇဝတ်မှုတွေလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေရှိနေစေဖြစ်လို့ ပြန်ပို့ဖို့အတွက်လုံခြုံမှုမရှိဘူးဟု HRW ကဆိုထားပါတယ်။ဆက်လက်ပြီးဝလက်မျိုးနယ်တွင်စစ်ကော်မရှင်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး35ဦးသေဆုံးနေဆဲတဲ့တင်းကိုတင်ဆက်ပြတော့မှာဖြစ်ပါတယ်။သကိုင်းတိုင်းဝလက်မျိုးနယ်ပုံနာချေးရွာအနီးတွင်အင်အားတရာကျော်ဖြင့်စစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်တိုက်ခိုက်ခံရပြီး35ဦးသေဆုံးကလက်နက်ခဲယံများတင်စီရမိခဲ့ကြောင်းရွှေဘိုခရိုင်အမှတ်1တရင်ကထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာလ23ရက်နေ့နေ့၈နာရီခွဲတွင်ဝက်လက်မြို့နယ်ဆိုင်နိုင်ကွေးမှထွက်လာသည့်တမ်းမ33လက်အောက်ခံခမရ17နှစ်ခလာရ40နှစ်မှာအင်အား120ခန့်ပါစစ်ကြောင်းနှင့်ပုံနာကျေးရွာအနီးတွင်စေနိုင်ကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်။ရင်းတိုက်ပွဲတွင်စစ်ကော်မရှင်တပ်သား35ဦးသေဆုံးက MB တပ်နက်များငချင်းမီ RPG စနိုက်ပါစိန်ပြောင်းများနှင့်အခြားစစ်သုံးပစ္စည်းများသိမ်းဆည်းရမိခဲ့ကြောင်းရွှေဘိုခရိုင်အမှတ်1တရင်ကထုတ်ပြန်ထားပါသည်။အဆိုပါတိုက်ခိုက်မှုကိုရွှေဘိုခရိုင်ကုတ်ကဲရေးမှုစီမံချက်ဖြင့် အမှတ်1345စက်ခွန်တရင်မြောင်ဘလမျိုးနယ်ပါကဖာဟန်လင်းတိုက်နယ်ပါကဖာနဲ့ဒေသခံပါကဖာများပူးပေါင်း၍တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးမုံရွာ GTC ရှိအချမ်းဖတ်စေအုပ်စုနေရာများစီးနင်းတိုက်ခိုက်ခံရပြီး၄ဦးသေ၊၇ဦးပြင်းထန်ဒဏ်ရာရတဲ့ဆွဲတဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းတိုင်းမုံရွာမြို့နယ်မှာဒီပညာတက္ကသိုလ် GTC ကျောင်းဝင်းအတွင်တက်ဆွဲထားတဲ့စေအုပ်စုတွေစီးနင်းတိုက်ခိုက်ခံရပြီးလေးယောက်တိခုနှစ်ယောက်အပြင်းထန်ထိုင်ရရရှိခဲ့တယ်လို့မုံရွာခရိုင်တပ်ရင်းနှစ်ထောင်မြို့ဆက်ကထုတ်ပြန်ထားပါတယ် နိုဝင်ဘာလ23ရက်မနက်ပိုင်းကမုံရွာမြို့နယ်နီးပညာတက်ကတူ GTC ကျောင်းမှာတက်ဆွဲထားတဲ့စစ်တပ်နဲ့ပြူစောထီးတွေရှိရာနေရာကိုတော်လန်ရေးတပ်တွေကဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အချိန်အတော်ကြာစီးနှင်းတိုက်ခိုက်မှုကြောင့်စစ်အုပ်စုဘက်က၄ရောက်သေဆုံးကထဏ်ရပြင်းထန်သူ9ရောက်ရှိခဲ့ပြီးလက်နက်ငယ်2လက်ဖျက်ဆီးခဲ့တယ်လို့မုံရွာခရိုင်တပ်ရင်းနှင့်တောင်မျိုးဆက်ကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကမုံရွာခရိုင်တပ်ရင်းနှင့်တက်ခွဲ၃တက်စုနှင့်တောင်မျိုးဆက်တက်ခွဲမုံရွာခရိုင်အမှတ်1တက်ရင်မုံရွာခရိုင်တက်ရင်ဆက်နှစ်တက်ခွဲလီမိတော့တက်ခွဲ ၆ဦးမိတော့တပ်ပွဲ MTG နဲ့ Riot God People Different Photo ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အကြံဖက်စစ်တပ်အနေနဲ့အပြစ်မဲ့ပြည်သူတွေကိုဥတီတပ်ဖြတ်နေမှုတွေဆက်လက်လှုပ်ဆောင်ရင်ပုံမှုဆိုးရွားတဲ့တိုက်ခိုက်မှုတွေကြုံရမှာဖြစ်ပြီးတမတော်ဆိုတဲ့နာမည်ကိုထိန်းထားတဲ့အနေနဲ့ယောက်ျားပိသားစွာစစ်သားအချင်းချင်းသာတတိရှိရှိတိုက်ခိုက်ကြဖို့လေတောင်းမျိုးဆက်ကအတိပေးထားပါတယ်။ကျမရဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။